စစ်တပ်ဟာအာဏာရှင်ဆန်းဆန်းအုပ်ချုပ်နေတယ်ဆိုရင်လက်ရှိအချိန်မှာခင်ဗျားတို့နေပြောပြောနေကြလွတ်ရောက်နိုင်ပြီဆိုတဲ့နေရာရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်မလုံလားတဲ့သူတွေအာဏာရှင်စနစ်ကိုမကြိုက်လို့သွားနေကြတယ်ကျွန်တော်တို့ကအဲ့ဒါကိုအဲ့ဒီအာသာနဲ့အကျန်းဖတ်ပြီးတော့လူကတ်နေတဲ့ကောင်တွေကိုကျွန်တော်တို့ကလက်ဆွဲနှုတ်ဆက်ပြီးဒီကောင်တွေအပြစ်ပေါ်သူတို့နဲ့ပူးပေါင်းပေးရမှာအဲ့တော့တွားပူးပေါင်းပေးရဆိုအဲ့ဒီပါတီကပြည်သူပေါ်ပစ္စာဖောက်နေပါလား ဟယ်လိုချားရမီဘာဘီတူညကိုမော်မမများအားလုံးပဲမင်္ဂလာပါ news speech channel ကနေပြန်မကြိုဆိုလိုက်ပါရ2025ခုနှစ် April 15ရက်နေ့အင်္ဂါနေ့မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တရီကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကြောင်းတဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရကျွန်တော်ခါတိုင်းလိုပဲအင်အားစုံနေတဲ့ဗီဒီယိုတွေမှာကြည့်ခင်ပါသတင်းတူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းလေဗရန်မြို့နယ်မှာချမ်ပစက်တက်စချောင်းတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား၈ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါရတယ် တမင်ချောင်းဘက်ကနေပြီးတော့ချီလင်းတချလာတဲ့စခွေးစစ်ချောင်းကိုရင်ကနဲ့အုပ်ဖို့စုကိုစစ်တွယ်ထားတဲ့တရနာကဆောင်ပြီးတော့မှတိုက်ခိုက်ပါတယ်။အဲမှာအပြန်လန်တနအီလောက်တပ်ပွဲဖြစ်တာမှာစခွေးရှစ်ကောင်တည်တဲ့လေးကောင်ဝတိုင်းရပြီးတော့မှအထီးနာတော်တော်သူတို့သက်ဆွဲထားတဲ့တမင်ချောင်းဘက်ကိုဖျို့ဖျက်ပြန်ဆုပ်တော့ပါတယ်ဆိုပြီးတော့မှတိုင်ဝရီခန်တရင်3800နဲ့တောင်ရှိသူတို့ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ အခုဆိုရင်ကျွန်တော်တို့ပကူတိုင်းထဲမှာရှိတဲ့တော်လိုင်းအရာစုတွေကနေပြမစကွန်စီရပါတော့စစ်ကြောင်းလိုက်ကိုဖြိုချမှုတွေစစ်တိုက်ဆိုသလိုလှုပ်ဆောင်နေတာပြမကျွန်တော်တို့ဒီလိုမျိုးလှုပ်ဆောင်ရှာဖြစ်မှကြာခင်မှာတော့နေပြီးတော့အထိကျွန်တော်တို့တော်လိုင်းရဲ့တပ်ပေါင်းစုရဲ့မျိုးဝလဲလာမယ်ဆိုတာတော့ပြောလို့ရနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတို့သဘောအနေနဲ့ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ထိန်းချုပ်ကျေးရွာတွေကိုဆုံရှုံလိုက်တဲ့စစ်ကောင်စီရဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိတယ်ဆိုပြမတိရတာဖြစ်ပါတယ် အေအထင်းချိုးရွာတွေကိုစစ်တပ်ကပြန်စစ်ကြောင်းထိုးတာစစ်ကြောင်းပြန်လည်ကြကုန်တယ်ကြားရတယ်။အဲ့ဒီစစ်ကြောင်းပြည့်ရင်ရက်တရင်တိုက်ခိုင်ရပြီးရက်တရင်ရကာကင်းစခန်းတစ်ခုကျသွားတယ်ပြောတယ်ဆိုပြီးတော့မှတပ်တရင်းမိကလည်းပြောပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီအရဆိုပြည့်ခဲ့တဲ့ April 9ရက်နေ့ကပြင်ရှေကျေးရွာမှာရှိတဲ့အေအထင်းပိုက်ထားတဲ့သူတို့ရဲ့စစ်ကောင်စီစခန်းကိုပြန်လည်ရရှိဖို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာတပ်ဖွဲ့ပြပေါ်ပြီးမှစစ်ကောင်စီတပ်ဖွဲ့ဝင်နရာဇင်နီပါတေဆုံးခဲ့တယ်ဆိုပြီးတော့မှကျွန်တော်တို့ထလောင်းတီးရတာပါနော်။တကယ်တော့တရင်ကောင်းပဲကျွန်တော်အေကတော့ ဒီတိုင်းတို့တိုင်းစစ်စင်ရဲ့ပြင်ကျွန်တဲ့ဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့သူတို့မထိန်ချုပ်တေးပဲနဲ့ပေါ့နော်တင်ပွဲဖို့ရှိနေတဲ့မြို့သုံးမြို့ကိုအခုဆိုရင်ဒီနေ့မကုန်ခင်မှာပဲပြီးတိန်ပိုက်မယ်စူပါမားကျညာထားတာမို့လို့မကြခင်မှာတော့ကျွန်တော်တို့လည်းကြောက်ဖြူစစ်တွေမောင်မျိုးတို့ဟာဆိုရင်တော့ A ရဲ့ထိန်ချုပ်မှုအောက်ကိုရောက်ရှိမယ်ဆိုတော့ကျွန်တော်ပြောလို့ရနေတာဖြစ်ပါတယ်စကောင်စီတပ်ဖွဲ့ဝင်တွေစကောင်စီအရာရှိတွေကဆောက်လို့ပေါ့နော်အောက်ခြေသက်သားတွေအထိကျွန်တော် A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လက်အောက်ကိုအမြန်ဆုံးအလင်းဝင်တဲ့နယ်ဆိုတဲ့အကြောင်းကိုလည်းဒီနေ့ကနေထပ်ပြီးတော့မှတတိပေးပြောလို့ပါတယ် ဟုတ်ပြီကျောဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့ကျောတို့တော်လိုင်းရေးတပေါင်းစုတွေရဲ့အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတွေ့တဲ့နေရာမှာချင်းမုံတို့တင်တဲ့တရင်တွေခက်စစ်စိတ်ကြားလိုက်ရတဲ့ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်နဲ့ပြမတိချာလေးဖျက်ဖျက်ထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေဖျက်ထားမလဲဆိုတာကျောတို့ဆက်ကြည့်လိုက်ရအောင်နော်တော်လိုင်းရေးတပ်ပြည်နဲ့ဖက်စစ်တပ်ကိုအမြင့်ဖြက်ချင်းမုံနေတဲ့စစ်ပွဲတွေဖြစ်နေတဲ့တိုင်းပြည်မှာဟုတ်ရဲ့လားလို့တခါတလေကျွန်တော်တို့ရေးမိတယ်ဘာကြောင့်တွေးမိလဲဆိုတဲ့အချက်ကြီးအများကြီးရှိတယ် ဒေါ်လာနဲ့သူတွေကတော့ကြောက်ကုတ်ကြားခဲနဲ့အငက်ငက်အပြက်ပြက်မစိုးဒူးကွက်ဖနက်ပြက်မစိုးပြက်ဒူးကွက်နဲ့လုံနေလိုက်ကြတာသမီးတနမစားပဲဒေါ်လာသတင်းတွေကိုကြည်ရင်အားပေးနေလိုက်ကြတာဒေါ်လာပြည်သူတွေကတော့အငက်ခံအပြက်ခံအန်ကျိတ်ပြီးငလင်ကြောက်အိမ်တူကြနေလေဒေါ်လာရေးကိုမပြက်ဒီဇိုင်းမမတ်အိုင်မဆိုင်လောက်ကနေလိုက်ကြတာဒါပေမဲ့ ဲ့လိုလုံနေတဲ့လူဟာဗမာပြည်လူကြီးတန်း90ကျော်တန်း60နီးပါးပြပရောက်ပါပါတယ်တန်း60ထဲမှာတုံညာတဒမတိရာခိုင်နှုန်းဆိုတဲ့6သိန်းထပ်ပုံးမယ်တုံညာတဒမ30 100ရာခိုင်နှုန်းသိန်း60ဟိုကတန်း60နော်ရှိလားရှိကလားဒါကြောင့်တခါတလေကြောက်ရင်တခါတလေကြောက်ရင် ဖက်စစ်တပ်ကလုံလို့ရလို့လုံနေတာကိုကျွန်တော်တွေ့ရတယ်။လုံလို့မရတဲ့နေရာတွေစကိုင်းလို့မကွေးလို့လုံလို့ဘလို့ရတယ်။ကျုံတာအညာသားတွေဖေးမှာဆလောင်းနေတယ်။ဟမ်လုံလို့ရလို့ရခိုင်အရခတ်တပ်ပေါ်ကြီးကျုံတာချီးပါထောက်အောင်ကြောက်ဟမ်ကြည်အိမ်ကချင်းနေစော်ပြီးဟဲ့ဆိုအတန်မှမထောက်ဘူးအဲ့တော့ဖက်စစ်တပ်ဟာမတရားလုံလို့ရတယ် လောက်ခွင့်ပြုတ်နေရမျိုးကိုတွေ့ရတယ်။ကျွန်တော်ပမာပြည်သူတန်း60ထဲမှာ6သိန်းတိရခိုင်တော့ဖတ်တော့မယ်။ဆရာခိုင်တော့သိန်း60တကယ်တော့လည်းလုံးနေလား။အလောက်သာလုံးနေရင်အလောက်ပမာဏလုံးနေရင်မေအောင်လိုက်ဖတ်စစ်တက်ဖို့တတော်ကြီးနဲ့ဝိုင်းတွေးရအောင်ရည်နေတယ်။တရိမှုကိုစင်ကျင်ဖို့ကျွန်တော်ပြောနေတာဖြစ်ပါတယ်။ဒီနေရာမှာဖတ်စစ်တက်အာမေအောင်လိုက်ကဘာဖြစ်နေလဲ။မေအောင်လိုက်ကဘလို့ဖြစ်နေပြီ။ ပြောနေကြကျွန်တော်လေးပါတယ်တကယ်လက်တွေ့အခြေအနေကြီးကိုတဖြည်းဖြည်းကြည့်နေတဲ့အခါကျတော့ကျွန်တော်တို့တခုခုများလွဲနေကြလားကိုခံစားမိတာအီတူတူကိုစီယုံရင်တော်လိုင်းသမားအချင်းချင်းစီလုံးညီညွတ်ရင်အင်အားတစုနဲ့တစီနဲ့ပေါင်းစည်းညီညွတ်ခါအားလုံးအတူအတန့်ထွက်ရင်ဘုံလုံးငန်းစဉ်ကြီးချမှတ်ရင်ဖက်စစ်တပ်ကိုချိန်မုံရင်လုပ်ငန်းစဉ်များချမှတ်ရရင်အားလုံးအတန့်တူဟန်တူအလန့်တူစုစည်းညီညွတ်ရင်ဘူးမှမလို့ ညီမဆရာလူမြတ်ကျော်အားတော့အခုဆိုရင်ကျွန်တော်တို့တော်လိုင်းပြည်သူတွေကနေပြည်သူမပေါ့နော်ဒီလိုမျိုးထက်ထက်ဝင်နဲ့ပူပေါင်းလို့ဆောင်နေကြပေမဲ့တချို့တွေကရေပေါ်စီနေနဲ့လှုပ်ဆောင်နေကြလို့စစ်ကောင်စီရဲ့ပြည်သူများနှူးချုံခါနေရတဲ့ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တယ်တကယ်လည်းဟုတ်တယ်ပေါ့နော် ျတို့ဒီစကိုင်းအညာဒေတာသွားမှာဆိုတော့စကောင်စီနေနဲ့ကတော့ကျတို့ဒီပြန်ချဲနေတဲ့တော်လိုင်းရေးတပေါင်းစုတွေကြောင့်တို့နဲ့ချိန်တိုင်းကျလို့ရနေတာပြပြမနေ့စဉ်နဲ့မြောက်ကိုလေးချောင်းတိုင်းဟုံးမှုတွေစစ်ချောင်းထိုးတာတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျတို့အနေနဲ့ဒီနေ့မကုန်ခင်ပါပဲဒီလိုမျိုးတော်လိုင်းအောင်ပွဲအခြေကြီးတွေကြားချင်တယ်ဆိုတော့ကျတို့အညာဒေတာဆားလို့ပေါ့နော်ကျန်တဲ့နေရာတော်တော်များများမှာတော်လိုင်းရေးတပေါင်းအနေနဲ့အချင်းချင်းစီရုံးညီညွတ်ဆောင်တဲ့တင်းမြက်ပြီးတော့မှစစ်ကောင်စီကိုဖြိုချမဲ့အခြေမဲ့ဖြစ်တယ်နောက်မှအသာကျတို့ပြည်သူတွေအားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်နဲ့ပေါ့နော်ညင်ချရဲ့အစ်စ်မောင်ရရှိမယ်ဆိုတာတော့ကျွန်တော်တို့ချင်းတွေပြောလို့ရနေတာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းကြရနေပြီတော့မှဒေါ်လာရဲ့တက်ဖို့ဝင်တွေကိုတော်တော်လေးကိုကြောက်နေတဲ့မြောက်နိုင်ငံနဲ့သူတို့အပေါင်းပါတွေကိုမင်းတို့ကဘာတွေးလဲဆိုပြီးတော့မှမေးခွန်းထုတ်ပြောဆိုထားတဲ့ဟာလေကျွန်တော်တို့အစ်စ်ပြီးတော့မှချိန်လိုက်ရအောင်နော်။နောက်ဆက်တော့ဥမင်း online ဘာလူမျိုးလဲတော့မသိဘူးလူမျိုးပေါ့အခြေခံလားပါလားကျွန်တော်မပြောချင်ဘူးဗျာ။အဲတော့ပါတော့လဲပဲဒီစကိုင်းတိုင်းမကွေးတိုင်းမှာနှိမ်နင်းနေတဲ့လေချောင်းတိုက်ခိုက်မှုတွေဟာ တို့တကယ်တကယ်တမ်းတောင်းညံနေတော့စစ်သေးကြတဲ့ပုံကိုတိုက်ခိုက်တာနဲ့ရှင်မယ်ဆိုရှင်အများကြီးကွာဟာနော်ကိုချင်းချင်းဒါတော့တည်တယ်နော်ကိုချင်းချင်းကပြောပါမောဗျာနော်ပြီမသားအချင်းချင်းပေါ့ဗျာပြီမသားအချင်းချင်းကြတော့ဗမာလိုပြောလိုက်ရှင်လူမျိုးရေးကဟိုမကောင်းဘူးလေနော်အဲ့တော့ပြီမသားအချင်းချင်းကိုမြူမြန်သားအချင်းချင်းကြတော့ဟိုမတရားပေါ့ဟိုမတရားဒီပြက်သားသလားမမင်းနဲ့ချပါလေနော်ပြက်သားပြင်အခုကြံနေမှန်ကျေသွားမြူပြီးရနေတာမဟုတ်ပါဘူးနော်ပြက်သားလုံးပြီးတော့တကယ်တကယ်တမ်းကိုကိုဒုက္ခပေးနေတော့ အေးအေးသဘုံနေလို့ ਨੇ နေနေမှုကြတော့စဲစားတစားမတွေ့ရဘူးเนาะဒီမှာဆယ်ကကျဲသွားလို့အေးအေးသဘုံတခါလောက်ပဲတွေ့ရဟောစဲစားတစားกว่าเนาะအဲနောက်ထပ်အခုအဲတခြားနေရာတွေပေါ့အဲတခြားနေဒီကအေးအေးပါပဲเนาะအေးအေးနဲ့ချင်းပြင်းနဲ့ချင်းပြင်းနဲ့တခါပဲထိပါတယ်เนาะကျွန်တော်ကြည့်ရသလားဆိုတခါပဲထိဒါမှမဟုတ်ကိုညီရင်းကိုတွေပါ PDF တွေဆိုတာလဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်သူတို့လည်းတနည်းအားဖြင့်ကျွန်တော်ဗမာစကားပဲပြောတော့တိုင်းရင်းသားညီကိုတွေပါเนาะဗမာစကားပဲဗမာလို့ပဲပြောမှာပါဗျာเนาะဗမာစကားပြောတော့ပုံကိုတွေပါ ဲ့တော့ကို့ဗမာများကလည်းဗမာအချင်းချင်းကြရင်လားအသေးအချီခွတ်တာလေးလားနော်ခွတ်တာအဲ့ဒီတကယ်တကယ်လားဟိုအဲ့ဒီဗမာဗမာငပိန်းတွေကိုအတုံးချနေတဲ့ဒီစစ်သူရောက်တဲ့ပုံအေအေတို့ဟုတ်လား KIA တို့မြောက်သုံးအောင်ပေါ့မြောက်သုံးအောင်တို့ဟုတ်လားဓာတ်တွေကိုအေးယူမှုကြတော့တအောက်အားနေတယ်အဲ့တော့ကျွန်တော်မေးချင်တာကနောက်ကျောက်တာကိုဟုတ်လားကြီးကဘာသွေးလဲပေါ့နော်အိုသွေးလားအေးသွေးလားဘီသွေးလားလို့မေးချင်တယ်ဗျာဒါဟုတ်ပါပြီအဲ့တော့အမှန်ပဲကိုမောင်ဟုတ်ပါပြီနော်မင်္ဂလာပါအဲ့တော့ တကယ်တကယ်နေနေရမယ့်ရက်မှာကြတော့အားနေနေမနေနေဘူးတကယ်ကိုအချင်းချင်းကြတော့အသက်ကောင်းအသေးချေခွတ်ပါတို့ဗမာများလဲနော်အဲ့တော့ဗမာတွေကလည်းအခုပိန်းသလားဆိုတဲ့ခါကြတော့ကျွန်တော်တို့မြန်မာပြည်မှာအရင်ကကျွန်တော်ကကရင်ဆိုလို့ရှိရင်လည်းเนาะဒါကရင်တိုင်းသားကျွန်တော်ချစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကရင်နဲ့ကျွန်တော်အမျိုးဆွေမျိုးတိုင်းမှာဆွေမျိုးသားချင်းကရင်မကင်းပါဘူးเนาะကရင်ကျွန်တော်ဆိုကျွန်တော်ကဘရုံမလို့တတ်မှတ်တာဘူးเนาะဘရုံမှာပေါ့ဆလာပါအဲနောက်ထပ်အရခိုင်ဆိုလို့ရှိရင်လည်းကျွန်တော်ကခင်ခင်မင်မင်နဲ့ခေါ်တဲ့ခါကျရင်ချစ်စလို့နဲ့ခေါ်ကြရခိပါညာဘောတင်မှာအဲ့လိုခေါ်ကြ အရှမ်းဆိုလို့ရှိရင်လည်းကျွန်တော်တို့သူတို့ပြောပါပြောအဲ့လိုပြောကြတာစနောက်ရင်ခေါ်ကြတာပါအခုကြမှာကျွန်တော်တို့ဒီဩတို့ဗမာများဟာလဲနော်တကယ်နပိန်နပိန်နေပါလားဆိုတော့ကျွန်တော်အခုမှသိတော့တယ်နော်အဲ့တော့အချင်းချင်းကြောင့်အရန်ချတယ်ဗျာနော်အတကယ်တမ်းဆောင်ရွက်တဲ့နေရာတွေဆောင်ရွက်ပါဒီ PDF ကလေးတွေဆိုတာကဒီတိုင်းရင်းသားလက်နက်ကင်အမြေခံထားသောစစ်သေးကြ AA တို့မြောက် AA တို့အဖွဲ့တွေနော် KIA တို့မရှိလို့ရှိရင်ဒီကလေးတွေဟာ ်ပြောမယ်ဆိုရင်ကိုပမာပြည်သားအချင်းချင်းเนาะဒီမသားအချင်းချင်းဟာစီလုံးညှိနှိုင်းလို့ရတယ်ဒီစစ်သွေးကြောအုပ်စုတွေသူ့လူမျိုးကိုလည်းဒုက္ခပေးတယ်ပမာပြည်ပမာတိုင်းသားကိုလည်းဒုက္ခပေးနေတယ်ဒီစစ်သွေးကြောတွေနှိမ်နေတဲ့နေရာမှာနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့အင်အားစိုက်ပြီးတော့နှိမ်နင်းတင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့ဗျာနော်ကိုအချင်းချင်းကမတရားချနေရကြီးလည်းနည်းနည်းလေးစင်ကျင်တင်ပါလားပြောင်းကြရတော့ဒီလိုမျိုးကျွန်တော်တို့ PDF တွေနဲ့ပေါ့နော်။တင်းစားလင်းကင်တဖို့နေကြတဲ့မှာသူခက်စကားတွေပြောဆိုနေတာကိုအားလုံးလည်းကြားတာဖြစ်ပါတယ်။ဒီကောင်တွေနေနဲ့တက်တန်းရှုံနေတဲ့အချိန်မှာမြောက်လိုင်းရဲ့ လူမျိုးမပြတားတဲ့ဆုံးဖြတ်ချက်တွေနဲ့တည့်ရခိုင်ကိုဝေဖန်ပြောဆိုမှုတွေလုပ်လာတာဖြစ်ပြီးတော့မှကျွန်တော် AA နဲ့ KA လို့ AA လို့မျိုးပေါ့နော် ဒီတိုင်းဒါလေးနဲ့ကန်တဖို့ဝင်ကိုမြောက်လိုင်းကနေပြန်မှာတော်တော်လေးကြောက်နေပြီဆိုတဲ့အကြောင်းလည်းဝန်ခံပြောဆိုထားတာဖြစ်တယ်။တကယ်လည်းမြောက်လိုင်းနေနေကတော့ဟုတ်ဆုံးကိုရမဲဖြစ်နေတာပြပြမှာအညာရိတကိုပဲသူကနေပြပြမှာမင်းမင်းမြာဆိုပြမှာလေချောင်းတက်ခဲမှုတွေဘုံချင်းမှုတွေစတိုင်လို့ဆောင်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဒီတိုင်းဒါလေးနဲ့ကန်တဖို့ဝင်ကြတော့စကောင်စီယာဆိုရင်ခုခုလန်အောင်ရှုံးနေတာပြပြမှာပေါ့နော်။မြို့တွေနဲ့စစ်ဌာနချုပ်တခုပြီးတခုလွတ်လွတ်နေတာကိုလည်းကျွန်တော်အားလုံးလည်းတွေ့တာဖြစ်ပါတယ်။ဒါပေမဲ့မကြခင်မှာတော့ကျွန်တော်တွေနဲ့ နေပြည်တော်ထိမြောက်နိုင်လို့ရှိတဲ့နေရာကိုတောင်မှတသိမ့်ဖို့ရွေးနေတာပြပမအခြေအနေကောင်းတဲ့ရက်ကိုပိုင်ဆိုင်နေပြီလို့ပြောလို့ရတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမမြို့အစိုးရနဲ့ပြပမပဲအခုဆိုရင်ကျွန်တော်တို့မြန်မာပြည်တမိုင်းတခြားမှာအာနာရှင်စနစ်လုံးဝမရှိခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ပန်းလေးဆက်ပြောထားတဲ့ဟာလေကျွန်တော်တို့စပြပမချစ်လဲရအောင်နော်။ဘယုံနေဝင်သူဆင်းသွားတဲ့အချိန်မှာသူ့သားကိုကာကွယ်ဦးစီးချုပ်နေရထားခဲ့တာလား။ဘုံဂျုံမူကြီးတန်းရွှေအနားယူသွားတဲ့အချိန်မှာ ူသားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့တာလားအခုလက်ရှိဘုရုံဝကြီးမင်းအောင်လိုင်းအနားယူသွားတဲ့အချိန်မှာတော့သူ့ရဲ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့မှာလားမထားခဲ့ပါဘူးဘသူတွေကမှမထားခဲ့ပါဘူးတန်းကြီးမှာစင်စက်မပြတ်အုတ်ချုပ်သွားကြတာဟာတက်မလို့ထိပ်ပိုင်းခေါင်းဆောင်တွေကြီးမှမဟုတ်ပါဘူးနိုင်ငံရေးပါတီကအာဏာရခဲ့တဲ့အချိန်မှာလည်းနိုင်ငံရေးပါတီမှာရှိတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကအုတ်ချုပ်သွားကြတာပါပဲမြန်မာပြည်မှာ အာနာရှင်စနစ်ဆိုတာဘယ်တော့မှမရှိခဲ့ပါဘူး။သို့တော်လည်းတော်လန်ရေးဆိုတဲ့ခေါင်းစဉ်လေးကိုအတုံးချပြီးလိန်စားခြင်းနဲ့သူတွေတမတော်နဲ့တိုင်းပြည်ကိုပြိုကွဲစေခြင်းနဲ့သူတွေကတော့အစဉ်တစိုက်ကြွေးကြော်နေခဲ့ကြပါတယ်။ဘယ်ခေါင်းစဉ်ကိုလဲဆိုတော့အာနာရှင်ကိုဖြုတ်ချခြင်းလို့ပါဆိုတဲ့ခေါင်းစဉ်လေးပါ။အဲ့ဒီတော့ဗျာရိုးရိုးလေးတွေးကြည့်ရအောင်ပါ။စစ်တပ်ကအာနာရှင်ဖြစ်နေတယ်ဆိုရင် လက်ရှိဆိုရကအာဏာရှင်ဖြစ်နေတယ်ဆိုရင်စစ်တပ်လက်လမ်းမပြနေနေရာတွေအခုစစ်တပ်ကလက်လွတ်ထားရတဲ့ဒေသတွေတတ်မတော်အုပ်ချုပ်မှုမရှိတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်ကမကြိုက်တဲ့သူတွေအာဏာရှင်ကိုမလိုလားတဲ့သူတွေသွားနေကြသလားအဲ့ဒီဒေသမှာရှိတဲ့တက်နိုင်တဲ့ပတ်စံရှိတဲ့သူတွေကစစ်တပ်အုပ်ချုပ်နေတဲ့ငါ့ဆောက်ကအစိုးရကုတ်ကဲမှုအောက်မှာရှိနေတဲ့ဒေသတွေမှာလာရောက်ခိုးလုံနေထိုင်ကြသလားဒါကို တိတိချာချာလိမ့်လာကြည်အလွယ်တကူသိနိုင်ပါတယ်အဲ့ဒီတော့စစ်တပ်ဟာအာဏာရှင်ဆန်းဆန်းအုပ်ချုပ်နေတယ်ဆိုရင်လက်ရှိအချိန်မှာခမည်းတော်တွေပြောပြောနေကြလွတ်မြောက်နိုင်ပြီဆိုတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်ကိုမလိုလားတဲ့သူတွေအာဏာရှင်စနစ်ကိုမကြိုက်တဲ့သူတွေသွားနေကြသလားအဲ့ဒီဒေသကလူတွေပဲဒီကိုလာပြီးခုံလုံနေကြသလားနတ်ဆာကရဲ့အော့တမ်ရော်ရဲ့ထိန်းချုပ်ထားတဲ့နေရာမှာလာခုံလုံနေသလား တွေးကြည့်လို့ရပါတယ်မြို့ဆိုတော့ပြောင်းလဲပြောင်းစားပြီးပြောတော့မယ်နော်ဒီကောင်ကတော့ဒီမြို့လိုင်းတို့နဲ့ကြံတဲ့ဒီသူရှိက ဆရာနာရှင်ဟောင်းတွေအားနဲ့ပြည်မှာသူတို့ရဲ့တသိမြေစစ် like ကိုဒီလိုမျိုးသူတို့ရဲ့အာနာပေါ်တွေကိုမချန့်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့မြန်မာပြည်မှာဆရာနာရှင်စနစ်လုံးဝမရှိခဲ့ဘူးဆိုတဲ့အကြောင်းပေါ့နော်မျောလင်းမျောစာပြောထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးသူတို့အဲ့လိုမျိုးပြောလိုက်ရုံနဲ့ဆရာနာရှင်စနစ်မရှိခဲ့ဘူးဆိုတာတော့ကျွန်တော်ပြောလို့ရတာမဟုတ်ပါဘူးအပီသူတွေအားလုံးကလည်းပြည်မှာလည်းဒီဆရာနာရှင်စနစ်ကဘလော့ထီဆိုရပြည်မှာပြည်သူလူထုတွေရတင်းရဲထားတဲ့ခွင့်ရတွေပြီးတော့မှနေ့စဉ်နေ့တိုင်းပေါ့နော်အသက်ပြခံနေရတဲ့ကျွန်တော်ပြည်သူတွေကိုလူမျိုးစကောင်စီကနေပြည်မှာလော့တာကအာနာရှင်စနစ် မြောက်ရပြတော့မှအခုဆိုရင်လည်းကျွန်တော်ပေါ့နော်ဆရာစုမှုပေါင်းများစွာကျွတ်လွန်ထားတဲ့စစ်ကောင်စီအနေနဲ့ကတော့နေ့စဉ်နဲ့မြပြည်သူကိုတပ်ဖြတ်မှုတွေလုပ်ဆောင်နေတယ်ဆိုတာလည်းကျွန်တော်မြန်မာပြည်ထဲမှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးအနေနဲ့မြန်မာသိရှိထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လည်းကျွန်တော်ဘက်ကနေပြတော့မှဆရာနာရှင်စနစ်အမြင့်ပြတ်တီးပေါ့နော်တိုက်ခိုက်သွားမယ်ဆိုပြီးမှကြီးညာထားတဲ့အချိန်မှာဒီကောင်တွေကတော့ပေါ်လိုပဲဆိုရပြောနေတော့ဖြစ်ပြီးမှကျွန်တော်မြန်မာပြည်သူတွေနဲ့ဒီတော်လန်ကြီး အရှိန်ကိုရက်တန်တော့အောင်ဒီမျိုးစုံနဲ့စ조사နေတယ်ဆိုတာကိုလည်းကြော်တော့တွေ့တာပဲဖြစ်ပါတယ်။ဒီမျိုးစုံပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းခြိုက်ပြီးခဲ့ချက်ဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့တော်လန်မြတ်တော်သူဖြစ်တဲ့ဦးကျော်အားနဲ့ပြီးတော့မှပြည်သူတွေငလင်ပြတောင်ကြောင့်ဝမ်းနဲ့ပူဆွေးနေရတဲ့အချိန်မှာဒီတကြံကာလနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ပြည်သူတွေဘယ်လိုမျိုးတူတူတိတိနဲ့နေတင်လဲဆိုတဲ့အကြောင်းကိုသုံးသပ်ပြောဆိုထားရပဲဖြစ်ပါတယ်။ဦးကျော်ဘယ်လိုမျိုးတွေပြောထားအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကပ်ပြီးကြုံတွေ့နေရတဲ့ လူသားချင်းကိုစင်းကိုချင်းစာစိတ်နဲ့အပျော်ပါးတွေကိုမပျော်ပါးနိုင်ပဲเนาะသူဒီကဘီဒံခံစားနေရတဲ့ခံစားနေရတဲ့လူတွေဟိုကိုချင်းစာစိတ်နဲ့เนาะသူတို့မှမပျော်ပဲနဲ့တိတ်ဆိတ်ငြိမ်သက်စွာနဲ့เนาะဒါဝမ်းနေတဲ့အထိတ်မှတ်နဲ့လုံးဝပျော်ရွှင်မှုတွေမရှိဘူးမမြင်ရဘူးเนาะတချို့သောနေရာတွေတော့တွေ့ပါတယ် နော်ချို့တော်နေရာတွေကတော့ဒါဒီအာနာရှင်ရဲ့လက်အောက်ကနေမလွန်ဆန်နိုင်တော့အာနာရှင်အလိုကျပျော်ပြရတဲ့နေရာတွေရှိတယ်ဗျနော်ဒါမျိုးတွေရှိတယ်ဗျနော်တချို့တော်နေရာတွေကြောင့်လေဒီအာနာရှင်ရဲ့ဒီနေရာလူမစီစီအောင်ဆိုပြီးတော့နော်လူမစီစီအောင်မပျော်ပျော်အောင်ဆိုပြီးတော့ဟာလာဖိအားတွေပေးပြီးတော့ဖိအားတွေပေးပြီးတော့အော်လူတွေကိုဟိုမပျော်ချင်မဲမလဲ ပြောခြင်းဟန်ဆောင်ပေးရတာပေါ့နော်ဒီအာနာရှင်တွေကိုအာနာရှင်တွေဆိုတာဒီပြည်သူလူထုအပေါ်ဘလောက်ထိတချို့ဆိုဌာနဆိုင်ရာဌာနဆိုင်ရာလေဆိုဖိအားအရန်အပေးခံရတယ်နော်ကျွန်တော်ကြားတယ်ကျွန်တော်သိတယ်တရင်ပို့တဲ့လူတွေရှိတယ်အဲ့ဒါကြောင့်မို့ဒီအာနာရှင်ရဲ့ရဲ့ဖိအားကြောင့်တချို့ဘလို့စိတ်ဓာတ်မျိုးနဲ့ပြောမလဲဗျအာနာရှင်တွေကတော့သူတို့ကပွေးစွန်းသောလက်တွေနဲ့ပြောနေကြတချို့နေရာကြည့်ကြည့်ပါ နော်သွေးသွေးသွေးဆုံးနေတဲ့ကောင်တွေရဲ့ပျော်ရွှင်မှုကိုကြည့်ကြည့်ပါနော်သွေးဆုံးနေတဲ့ကောင်တွေပဲပျော်မှာဒီပွဲကနော်အဲ့တော့ကြောင့်မို့ယနေ့လက်ရှိဒီလောက်လောက်ပြည်သူလူထုတွေခံစားနေနေရတာနော်ဘေးဒုက္ခအပေါင်းကိုခံစားနေရတာနိုင်ငံတော်အုတ်ချုပ်မယ်ဆိုတဲ့လူကဘာလုပ်လဲဆိုတော့အရင်ဆုံးဗာလဲလမ်းလျှောက်ကြံဆိုပြီးတော့ဟုတ်လား စခဲ့ဘလောက်တောင်ခမည်းတော်တန်ဝေကယူဖို့ကောင်းတယ်တန်ဝေကရဖို့ကောင်းတယ်ဘူကျော်တော့ကျွန်တော်တို့ပေါ့နော်ဒီတကြံကာလနဲ့ပတ်သက်ပြီးတော့မောင်မြောင်လိုင်းတို့ရဲ့အကျန်းစီကိုကျွန်တော်မိဘပြည်သူတွေတိချောင်းတိချာလေးပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်ခုဆိုရင်တော့ပြည်သူတွေအားလုံးဝမ်းနဲ့ပူဆွေးပြီးတော့မှစစ်ပေးတံကိုလူလဲခံရတဲ့အချိန်မှာမြောက်လိုင်းနေတဲ့ကတော့လုံအောင်ကိုဝေယူမဆိုင်ပဲနဲ့ပါနော်။တစ်ဖက်မှာသူကနေပြီးတော့မှနေပြီးတော့မလန်းလျှောက်တကြံတွေပြီးတော့မှမန္တရတွေပြင်ဆင်ပြီးတော့မှပြောပွဲရှင်ပွဲတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ကျန်တဲ့တစ်ဖက်မှာတော့ ကျွန်တော်တို့မြို့ပပီသူတွေတည်ရှိတဲ့ဒီအိုးရင်အတိုက်တာအဆုံတွေကိုသူတို့ကနေပြီးတော့ပြတ်မှတ်ထားပြီးတော့မှလေကြောင်းတိုက်ခတ်မှုတွေဆက်တိုက်ဆိုလိုလို့ဆောင်နေတာပဲဖြစ်တယ်ကျွန်တော်တို့လည်းဒီလိုမျိုးအခါတမရမှာအချင်းခါကြည့်ပြီးတော့မှပျော်ရွှင်သင့်တယ်ဆိုတဲ့အကြောင်းဒီမှာဦးကျော်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အားလုံးအတူတူပါပေါ့နော်ဒီလိုမျိုးပျော်ပွဲရှင်ပွဲလေးမှာကိုတန်းတဲ့ဘက်ကနေပြီးတော့မှတော်လိုင်းအကိုထဲထဲဝင်ပူပေါင်းပေါဝင်ရင်လည်းကျွန်တော်တို့ဒီချရတဲ့မြို့ပပီသူတွေနဲ့ဒီလိုမျိုးအချင်းကာလတွေကိုဖျက်တမ်းမယ်ဆိုတော့အကောင်းဆုံးပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့ကျွန်တော်အားလုံးကြားတဲ့အတိုင်းပဲပေါ့နော်မျောလိုက်ကျင်းပဖို့ရည်ရွယ်နေတဲ့အထူးအရောင်ရွေးကောက်ပွဲကိုဝင်ပြိုင်မျိုးစ조사ခဲ့တဲ့ NL Party ဝင်တချို့ကိုကိုစီရနေပြီတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဘာကြောင့်စစ်ကောင်စီရဲ့လုတ်တဲ့ရွေးကောက်ပွဲကို NLD Party ကိုမှတ်ပုံတင်ခြင်းတာလဲကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ကိုရွေးခဲ့လို့ရှောက်လာခဲ့တဲ့လမ်းဒီနေ့ဒီအချိန်ထိရောက်လာပြီအမှန်ဇတိခဲ့ရတဲ့ရဲဘော်တအူးချင်းစီရဲ့အတက်က ်တန်ဖို့မဲ့တဲ့ຢာတွေမဟုတ်ဘူးကျွန်တော်တန်ဖို့မဖြတ်နိုင်ဘူးနော်တယောက်တည်းအတက်ကိုပဲကျွန်တော်တို့အရင်ကြည့်ပါကျွန်တော်တို့တွေတီတူလူတို့ကဒီလမ်းကိုရှောက်ခဲ့ပူရပြီ RND ပါတီဒီတီတူကဆန္ဒအပိုင်းတီတူပါတီတို့ခံယူထားတာဖြစ်တဲ့အတွက်တီတူမလွန်လာတဲ့အရာတီတူမချိုက်တဲ့အရာလုံးဆရာအကြောင်းရှိဟုတ်တယ်ဒေါန်ဆန်းစုကြည်ကဒါကြောင့်အမျိုးအမြင်ကြီးတာမလုံနဲ့လုံလုံမပြောလိုက်လုံတယ်လို့မပြောဘူးဆိုတာအဲ့ဒါဒေါန်ဆန်းစုကြည်ရဲ့ပါဝါပဲဒါပေမဲ့ကျွန်တော်တို့2020ရွေးကောက်ပွဲမှာနော်ပြည်သူအားလုံးကဘယ်ပါတီကိုရွေးချယ်ခဲ့တယ်ဆိုတာ လူရောခွေးရောအကုန်တိနော်အဲ့လိုရွေးချယ်ပြီးတော့ပြည်သူရွေးချယ်လိုက်တဲ့ဒီဘာကိုအာနာမဘက်နဲ့စစ်ကောင်စီကအာနာတိတ်ခဲ့တာနော်2015ရဲ့တက်တန်အစိုးရတက်တန်တော့မကုန်သေးခင်မှာအာနာတိတ်ခဲ့တာကျွန်တော်တို့ကအဲ့ဒါကိုအဲ့ဒီအာနာတိတ်အကြမ်းဖက်ပြီးတော့လူတက်နေတဲ့ကောင်တွေကိုကျွန်တော်တို့ကလက်စွဲနှုတ်ဆက်ပြီးဒီကောင်တွေအပြစ်နှုတ်အောင်တို့နဲ့ပူးပေါင်းပေးရမှာလားအဲ့လိုတော့ပူးပေါင်းပေးရဆိုရင်အဲ့ဒီပါတီကပြည်သူပေါ်ပစ္စာဖောက်တဲ့ပါတီချင်းတယ် အခုလက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြင်ပြိုင်တဲ့ပါတီမှန်တယ်ဗျာဟဲ့ဒီဒီမိုကရေစီမြန်မာနိုင်ငံတမိုင်းမှာဒါဟာပြည်သူတစ္ဆာပေါက်ပါတီတွေကြီးပဲတိနေတယ်ဘတော်မညင်းလို့မရဘူးအဲ့ထဲမှာ NLD ကိုပါချင်တာလားပါချင်နေထက်လိုက်ကြပါရှင်းတယ်ဒါဟာလုတ်တဲ့ရံပုံးတွေဗျာပြည်သူတွေကလက်မခံလို့ဒီနေ့ချိန်ထိပြည်သူခုခံတွန်းလှန်စစ်ကိုဆင်နွှဲနေကြတာနော်နှစ်ပေါင်းများစွာနိုင်ငံရေးကိုနိုင်ငံရေးနီးလမ်းနဲ့ဖြည့်ရှင်းလာခဲ့ပြီးရကြတာခင်ဗျားတို့လည်းဘယ်နဲ့တိမ်ဆွေးနွေးလို့ရပြီဘာဖြစ်လဲဘာမှမဖြစ်ဘူး တော့နိုင်ငံရေးနိုင်ငံရေးနီးလမ်းနဲ့ဆွေးနွေးဖြေရှာခဲ့တာဖေမွေးနဲ့ဖြူတဲ့လူဖြူကုန်ပြီမတာပေါ်တဲ့လူတွေပေါ်ကုန်ပြီနော်အဲ့တော့ထပ်ပြီးတော့နိုင်ငံရေးနိုင်ငံရေးနီးလမ်းရဆွေးနွေးမယ်ဆိုပြီးထောက်အောင်ကြအောင်မှန်တာရှင်းရှင်းလေးအခုဒီတောင်ပိုင်းမှာဒီက KNU ဖွဲ့တွေပွဲတယ်နော်ကရင်ဆိုအဖွဲ့တွေတွေးခွဲကနေတာအများကြီးအဲ့ဒါဘာကြောင့်ဖြစ်လဲစစ်ရေးနဲ့နိုင်ငံရေးရှုပ်ပြီကိုစီကတော့ကြော်တော့ပါနော်နေမြောက်လိုင်းရဲ့အတူရောင်ရေကိုဖွဲ့ဖို့ ဝင်ပြိုင်ဖို့မတ်ပုံတင်ဖို့စ조사ခဲ့တဲ့ NLA ပါတီဝင်တချို့တို့ကလည်းမြန်မာဆုံးမပြောဆိုထားတာပဲဖြစ်တယ်။တကယ်တမ်းတွေးကြည့်မယ်ဆိုတော့တော်တော်လေးကိုရှုပ်ဖို့ကောင်းတယ်ပေါ့နော်။ကျွန်တော်ပြည်သူတွေဘက်ကနေမြန်မာမြို့လိုက်နဲ့သူတို့ပေါင်းပါတီဆက်အနာရှင်လူစုစုကိုဖြိုချဖို့조사နေတဲ့အချိန်မှာပြည်သူထောက်ခံမှုရထားတဲ့ NLA ပါတီဝင်တချို့ကလည်းမြန်မာဒီလိုမျိုးမျက်နှာပြောင်းတိုက်တယ်လို့လှုံ့ဆော်တော့တာပြမကျိုးရုံနဲ့လုံးဝခံပြင်းစရာကောင်းနေတာပဲဖြစ်ပါတယ်။အမေစုကနေမြို့တော်မှလည်းဒီလိုမျိုးလိုရတွေကိုမကြိုက်ဘူးဆိုတဲ့တရမျိုးတွေလည်းကျိုးကြားနေရတာပြမအထူးသဖြင့်ကျိုးတို့တော်ရိုက်မှရှိနေတဲ့ပေါ့နော်။တော်လန်လူငယ်တွေကဆိုရင်တော့ ဒီသတင်းမျိုးကိုကြားမယ်ဆိုတော့တော်တော်လေးစိတ်မကောင်းပါပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးကနေပြီးတော့မှစက်ကောင်စီဘလော့အော်တန်ချရုပ်မှာပြီးတော့မှပြည်သူတွေကိုတပ်ဖြတ်ပြနေတယ်ဆိုတော့လည်းအားလုံးသိရှိထားတာမလို့ဒီတော်လိုင်းမှာအားလုံးအထူးသဖြင့်အခုချိန်ထိပေါ့နော်ပူပေါင်းပြီးတော့မှတိုက်ထုတ်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လည်းကျွန်တော်တို့ကနေပြီးတော့မှအောင်ပွဲတွေရရှိနေတဲ့အချိန်မှာစက်ကောင်စီရဲ့အထူးရောင်ရွက်ောက်ပွဲဆိုတော့ကျွန်တော်တို့တော်လိုင်းရေးပြည်သူတွေနဲ့ဒီတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကြားထဲမှာသူကုမှုတွေပြောင်းခုလိုမျိုးလို့ဆောင်ထားတာမှဒီလိုမျိုးကျွန်တော်တို့ NLD ပါတီဝင်တချို့ကနေပြီးတော့မှအကယ်၍တာ လွတ်ဆောင်ခဲ့မယ်ဆိုရင်တော့အကွဲပြဲဇလန်းတွေဆိုတာတော့ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ပြောချင်တာတစ်ခုကတော့ NLD ပါတီဝင်တချို့အနေနဲ့အဲ့လိုမျိုးပြည်သူ့ချင်ဖက်ဖြစ်ဖို့စူးစမ်းနေမယ်ဆိုတာကျွန်တော်တို့တော်လိုင်းမှာထဲထဲဝင်ကိုယ်တိုင်ကိုယ်ကျပူပေါင်းပုံရင်းနဲ့ပြည်သူအလုံးမျှော်လင့်နေတဲ့ Federal Democracy လမ်းစဉ်ကိုရရှိနိုင်အောင်စွမ်းကုန်စူးစမ်းကြပါစို့လို့တိုက်တွန်းပြောဆိုရင်းနဲ့ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုကိုဒီနေ့မှပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများအလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြည့်စုံပြီးတော့မှ တာယာ A channel နေ့တည်လေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမခေါင်းတောင်းပေးလိုက်ပါတယ်